အခုအမတော့အခန်း၁၂က grammar နောက်တစ်ခုကြည့်ရအောင် grammar နံပါတ်၂ပေါ့နော်အတူကဘာလဲဆိုတော့နှစ်ခုနှိုင်းရှင်နှစ်ခုနှိုင်းရှင်မင်းတို့ဆိုင်းဆိုင်းခန်းလိုက်တခြင်းအောင်ရှိရင်လေနော်အာမင်းစော်ထန်းကစော်ကပုံမိုက်တယ်ဆိုဘာလုပ်တာလဲကောင်းမလေးနှစ်ယောက်ကိုသူတို့ရဲ့ချစ်သူကောင်းမလေးနှစ်ယောက်ကိုနှိုင်းရှင်ဟုတ်လား အခုမှလည်းပဲဒီလိုပဲတဲ့နောင်ဒီနောင်ထပ်ပို့ပြီးဆိုပြီးနောက်မှလိုက်တယ်ပေါ့နော်နောင်ဝနောင်ယောဒီဆိုတဲ့ဂျမ်းမာဖြစ်တယ်နော်ကျေးကြည့်အောင်အရှုအေးတူဂျူဒီတဲ့နောင်ဝပေါ့စမ်းအိုဆာကာယောဒီအိုဆာကာထပ်ပို့ပြီးအိုခီကြည့်တယ် ခိုလုံးရှာဆဝါဒီရှေအင်းဤဒီဆိုလုံးရှာဆွေရောဒီဟိုရှေအင်းဤထာ okay ကြည်တယ်ဝါတရှိနောကုရုမာဝါကျွန်တော်ကားကမိရာဆန်တော့ခုရုမာရောဒီမိရာဆန်ကားထက်ကူမာ okay ကြည်တယ်အဲ့တော့သူကဘာလုပ်တာလဲဆိုတော့နှစ်ခုကိုရှင်ပြောတာနော်အဲ့ဒါမှဒီဂရမာကိုဆန်းဆန်းခန်းလိုက်လို့မှတ်ထားဆန်းဆန်းတစ်ချက်နဲ့တူလို့မိတော့မှာဆိုတော့เนาะဆန်းဆန်းဂရမာလို့မှတ်ထားကြည့်အောင်ကြည့်ကြည့်အောင် 嗯，这种手机机吧，这把手机，你也拉没得。北海道路北塔的，大阪，那那那那酷北塔。但是北海道的北海道啊，大阪特别比大阪要的，一面的是就是的。この壁、D A D このカバンは。 ho eite sono kaben yori le de omoi des gyuniku wa ameda de toriniku yori jata cha takai des seji de hong kong wa hong kong de singapore yori singapore tha ko ma chikai des ni de mira san wa mira san de santo susan yori santo susan tha ko ma po bi Stanley ဆိုတာဂျိုးဆိုတဲ့ Stanley ကစားတာတော်တယ်တဲ့ဟုတ်ပြီလားနော်အဲ့တော့သူကဘာလုပ်မှာလဲနှစ်ခုကိုနှိုင်းရှင်မယ် grammar လေးဖြစ်ပါတယ်တဲ့ Okay အဲ့ grammar လေးပြီးသွားပြီဆိုရင် နောက် grammar တစ်ခုထပ်ကြည့်နောက် grammar တစ်ခုအကြာဘာလဲဆိုတော့တဲ့ now နဲ့ now နဲ့ ဘယ်ဟာကပိုပြီးအဲဂျီတွေဖြစ်တလဲအဲ့တော့ grammar ကိုအလွယ်မှတ်ရင်တိုတိုဒူချီတာ grammar လို့မှတ်ထားနော် grammar ပါလေတိုတိုဒူချီတာနော်တိုတိုဒူချီတာအမှ grammar လေးနည်းနည်းလေးအပေါ်တင်ညာတိုတိုဒူချီတာသူကဘာလဲဆိုတော့နောင်းနှစ်ခုနဲ့ဒီနောင်းနဲ့ဒီနောင်းနဲ့ဘယ်ဟာကပိုပြီးပါ ဖြစ်တလဲဒီလိုပုံစံဥပမာအဖေနဲ့အမေနဲ့ဘသူကိုပိုပြီး skides ka chitale ဒီမှာကြတော့အမတို့ကဘေဟာကဆိုပေမဲ့လူဆိုတော့ဘသူကိုကိုနော်ခုမှဆိုတလာပိုင်းနဲ့နှစ်လာပိုင်းနဲ့ဘေဟာကပို့ပူတယ်ဒီလိုပုံစံအဲ့လိုလေးတွေဘာလို့ရမှာလဲဖြေရမယ်တဲ့ဟုတ်လားအဲ့တော့ဒီ gram မအောင်မှတ်မယ်တိုးတိုးဒိုချီရာ gram မအောင်လို့မှတ်ထားနော်အဲ့တော့ကြည့်မယ်အဲ့တော့အမဒီမှာလေး gram ကနည်းနည်းဟိုပေါ့ဒီလေးကိုခဏဖြောက်ပြီးကြည့်ပေးအဲ့တော့မတော်နှစ်ခုတည်းကတစ်ခုကိုဘာလို့ရရလဲဆိုတော့ နှစ်ခုတည်းကနေပြီးတော့သူကနှစ်ခုတည်းကနေတစ်ခုရွေးခိုင်းတဲ့ခရမဒီခရမကြတော့เนาะအအရင်ကောင်မလေးနဲ့အခုကောင်မလေးနဲ့ဘယ်ကောင်မလေးကိုပို့ချစ်လဲအရင်ကောင်လေးနဲ့အခုကောင်လေးနဲ့ဘယ်သူကိုပို့ချစ်လဲတေးကြတာအခုလက်ရှိလို့ပဲဖြေရမှာเนาะမဟုတ်ဆိုပြဿနာတွေတခုเนาะအဲစတာပါအဲ့လိုဆိုတော့သူနှစ်ခုတည်းကတစ်ခုကိုဘာလို့ခိုင်းတာလဲရွေးခိုင်းတာဒါဆိုမှတော့ရွေးရတော့မယ်ဘယ်သူကိုပို့ပြီးဘာဖြစ်တယ် ်ဘယ်ဟာကတော့ပို့ပြီးပါဖြစ်တယ်ဆိုဖြေးခြင်းရင်တဲ့ကိုဖြေးခြင်းနဲ့နောင်းကိုရှေ့ရထားပြီးတော့ဥမာအမေနဲ့အဖေနဲ့ဘသူကိုပို့ချက်လဲအဖေကိုပို့ပြီးချက်တယ်ဒီလိုဖြေးရမယ်နောင်းတော့ဟိုးခဆိုပြီးဖြေးရမယ်တဲ့ဒါကြောင့်မို့ဒါလေးတွဲလုံးဖြစ်တယ်တိုးတိုးဒုချီရနဲ့မင်းရင်ဘာနဲ့ဖြေးနော်ဟိုးခနဲ့ဖြေးနော်ဟိုးခနဲ့ဖြေးထားရင်ဘာနဲ့မေးတိုးတိုးဒုချီရနဲ့မေးဒါကလုံးဝမအောင်ခွဲလို့မရတဲ့ဟာတခုဖြစ်တယ် နောက်ဆိုကြည့်အောင်အပြင်မထွက်ရအောင်ပေါပေါချံပြင်မထွက်ရအောင်သွားအိမ်ထဲမှနေသွားပြင်အဲကုန်းဖုန်ပေမဲ့သွားမီးလာပြီးသွားအမအပြင်ထွက်ချင်လို့ခွေးရဆန္ဒပြလာအဆိုကြည့်အောင်စကားတို့ရကျူတို့တို့ချီတာကအမောရှိတော်ရည်ですかနော်ဘောလုံးနဲ့ဘေ့စ်ဘောနဲ့ ဘဲဟာကပို့ပြီးစိတ်ဝင်စားဖို့ကောင်းလဲ။နောင်တော့နောင်တော့ဒိုချီတာ။ဒါဆိုရင်စာကနောဟိုကနောင်နောဟိုကအေဂျီတက်စ်အတွဲလုံးနေ။ဘောလုံးကိုပို့ပြီးစိတ်ဝင်စားဖို့ကောင်းနေ။စာအုံးနဲ့ရုပ်ရှင်နဲ့ဒုချီတာကအမောရှိတော်ကြီးですかဘယ်ဟာကပို့ပြီးစိတ်ဝင်စားဖို့ကောင်းလဲဟောနော်ဟိုကအမောရှိတော်ကြီးです စာအုပ်ကပို့ပြီးစိတ်ဝင်စားဖို့ကောင်းတယ်။ရှင်ငောတို့တို့ဘန်ကီယောတို့တို့ချီရာကအမောရှိတော်ဤတက်စကအလောလောတာနဲ့စာလေးလာတာဘယ်အားကစိတ်ဝင်စားဖို့ကောင်းလဲ။ရှင်ငောတို့နောဟိုကအမောရှိတော်ဤတက်စအလောကပို့ပြီးစိတ်ဝင်စားဖို့ကောင်းပါတယ်တဲ့။အဲ့တော့အမတို့ကနှစ်ခုတည်းကသူကတစ်ခုကိုဘာလို့ခိုင်းတာလဲ။တခုရွေးခိုင်းတာအဲ့လိုရွေးခိုင်းတဲ့နေထိုင်မှာမတော့မရွေးချင်ဘူးပေါ့နှစ်ခုလုံးကကိုယ်ကကြိုက် နောက်ခုလောင်းသဘောကြာနေဘယ်လိုဖြေလို့ရလဲဆိုတော့ဒီလိုဖြေလို့ရတယ်ဒိုချီရာမိုဘေဟာမဆိုနောက်က positive does ဖြစ်ဘေဟာမဆိုဘာဖြစ်တယ်ပေါ့ဒီလိုပုံစံဘယ်လိုဖြေလို့ရလဲတဲ့ဟုတ်ပြီဒါနဲ့ဆိုချစ်ချစ်ရအောင်ဒီမှာ chat ခွန်ရှူတယ်ဒီတစ်ပတ်တယ်လိုင်းရှူကလာမဲ့ပတ်ဟိမအားလဲ ဒါဆိုဒီတစ်ပတ်နှင်းခွန်ရှုတို့လာမဲ့ပတ်နှင်းအလိုင်းရှုတို့ဘေဟာကဒူချီတာကအားတလဲဟီမာဒက်စ်ကဒါဆိုရင်လာမဲ့အဘက်ကပို့ပြီးတော့လို့ပြောချင်ရင်လိုင်းရှုနော့ဟိုကဟီမာဒက်စ်လာမဲ့ဘက်ကပို့အားတယ်တဟီရာဂါနာနှင်းဟီရာဂါနာတို့ခါတာခါနာနှင်းခါတာခါနာတို့ဘေဟာကဒူချီတာကခက်ခဲတယ်လေ မွန်ဆုကာရှိတဲ့စကဘေဟာခတ်ခဲတယ်လေဆိုရင်ခါတာခါနာပိုခတ်ခဲတယ်ဆိုတော့ခါတာခါနာနောဟိုကမွန်ဆုကာရှိတဲ့ခါတာခါနာကပိုခတ်ခဲတယ်။အိုခီမီခန်တို့ကြီးမားတဲ့လိမ္မော်ဒီနဲ့ချီဆိုင်မီခန်တို့တင်းငယ်တဲ့လိမ္မော်ဒီတို့ချီတာကအမိုင်တဲ့စကဘေဟာပိုချူလေ။အချီဆိုင်မီကန်ဟိုကအမိုင်ဒက်စ်နော်တင်းငယ်တဲ့လိမ္မော်ဒီကပိုချူတယ် ။お父さんとお母さんとအဖေနှင့်အမေနှင့်ဒိုချီရာကဘေဟာကလီယိုလီကဂျိုဆူဒက်စ်ကဘသူကဟင်းချက်ပို့တော်တလဲ။ဒါဆိုချီချီနော်ဟိုကအဖေကလီယိုလီကဂျိုဆူဒက်စ်အဖေကဟင်းချက်ပို့တော်တယ်။ဟာရုတို့နွေဦးနဲ့အာကီတို့ဆောင်းဦးဒူချီတာကစခီဒက်စ်ကဘေဟာပူကြိုက်လေဒီမှာဆိုတွေ့လားနာမပေါ်စက်တယ်ပဲလား どちらもベハムソ好きです。เนาะベハムソ짜いばれ。しゃばんもら。ကဲအဲ့ဆိုနောက်ဂရမတစ်ခုကြည့်နံပါတ်4ပေါ့ဂရမနံပါတ်4အဲ့တော့အမတို့ပြောရမယ်ဆိုရင်နှစ်ခုကိုနှိုင်းရှင်နေနှစ်ခုတည်းကဘာလောက်တာလဲနှစ်ခုတည်းကတစ်ခုကိုရွေးတယ် နော်နှစ်ခုနှိုင်းရှင်နေနှစ်ခုတည်းကတစ်ခုရွေးတယ်အခုကျတော့အမားတို့ကဘာလုပ်တော့မလဲဆိုအများတည်းကတစ်ခုရွေးမယ်တဲ့ကလေးတို့အများတည်းကအတန်းနဲ့မှဘသူကအတော်ဆုံးလဲမင်းသမီးတွေထဲမှာဘသူကိုအကြိုက်ဆုံးလဲစသဖြင့်အစိုးတော်တွေထဲမှာဘသူကိုအကြိုက်ဆုံးလဲနော်မြန်မာနိုင်ငံမှာဘယ်နေရာအလှဆုံးလဲ တနည်းမှာဘဲချင်းအေးဆုံးလဲစတဲ့ဖြစ်ပါလေအများတွေကနေပြီးတော့မှသူကတခုကိုရွေးချယ်ခိုင်းတာအဲ့ဒီအတွက်ကြောင့်မလို့မေးတဲ့နေရာတွေမှာလဲကိုမေးတဲ့အမျိုးအစားပေါ်မူတည်ပြီးတော့အတုံးနှုံးလေးတွေပြောင်းတယ်ဥပမာအမေချက်တဲ့ဟင်းတွေထဲမှာနောင်တဲ့ဒီဒီတဲ့အထိပ္ပယ်အထဲမှာနောင်တဲ့မှာဘာကိုနာနေကအဲအကြိုက်ဆုံးလဲဆိုတော့ဒီ ichiban ဆိုတဲ့စကလုံးလေးကတဲ့ဘာနောင်နေနဲ့တွားတွင် ဟိုအလေဆုံးတော့မရှိဘူးပေါ့အပေါ်ဆုံးအောင်ဆုံးအချစ်ဆုံးအမုန်းဆုံးစိတ်ဝင်စားဖို့အကောင်းဆုံးဒါပို့ပြီးမြင့်တင်ပြလိုက်တာဆုံးဆိုတဲ့အဓိပ္ပာယ်เนาะအဲ့တော့နာနီကဘာက Ichiban Agitators ကဘာကိုအကြိုက်ဆုံးလဲဒီလိုမေးတယ်ဟုတ်လားဒါဆိုရင်အခုမှဆိုစကြရတယ်ခါဆိုခုတဲ့မိသားစုတွေမှာဒါတဲ့ကဘသူက Ichiban Kireides ကအလှဆုံးလဲ ဘာလို့အချီနန်းတဲ့တနေ့မှာအစ်စကဘယ်ချိန်ကအချီပန်ဆာမိုအီဒက်စ်ကအေးဆုံးလဲစသဖြင့်အလင်းတင့်သလိုသုံးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီမေးတဲ့နေရာလေးဒီမှာမေးစကလုံးလေးတွေပြောင်းသွားတယ်မြန်မာနိုင်ငံတည်းမှာဘယ်နေရာကအလှဆုံးလဲเนาะအလှဆုံးလဲဒီလိုလေးဟာလာဘာလို့ရမှာလဲအများကြီးကတခုရင်းပါ ဒါကြောင့်မို့ကလေးတို့သိချမှတ်မယ်နှစ်ခုနှိုင်းရှင်မယ်နှစ်ခုတည်းကတစ်ခုရွေးမယ်အများကြီးကတစ်ခုရွေးမယ် grammar လေးဖြစ်တယ်ကဲဒါဆိုကြည့်ကြည့်မယ်မြင်ရလား suppose the အကစားတွေတဲ့မာနနီကဘာကို ichi ban agitated ska เนาะ ichi ban omoshiroi desu ka စိတ်ဝင်စားဖို့အကောင်းဆုံးလေ အားကစားရတဲ့မှာဘာကစိတ်ဝင်စားဖို့အကောင်းဆုံးလဲ။နီဟွန်ဂျင်းတဲ့ဂျပန်လူမျိုးတွေထဲမှာဒါတွေကဘယ်သူကအစ်ချီမန်ယူမေးဒက်စ်ကသူကနာမည်အကြီးဆုံးလေ။ဆယ်ကားကြီးတဲ့ကဘာကြီးမှာဒိုခိုကဘေနီယာကအစ်ချီဗန်ကီရီဒက်စ်ကဘေနီယာကအလှဆုံးလေ။အစ်ချီနန်တဲ့တနှစ်မှာအစ်စကဘေချင်းကအစ်ချီဗန်ဆာမူဒက်စ်ကဘေချင်းက အအေးဆုံးလေစသဖြင့်เนาะဒီလိုလေးတွေသူကဥပမာပေးထားတော့မတို့ဒီမှာလာကြည့်မယ်ဩကာဆန်နောလျောလိဒါဆိုဩကာဆန်နောလျောလိတဲ့အမေဟင်းလျာတွေထဲမှာဘာကဆိုတော့နာနီကအာเนาะအရတာအရှိဆုံးလေအချီဘံအမောရှိတော်ဤတက်ကအရတာအရှိဆုံးလေဆိုတော့သူကဒီမှာကာရေဒိုင်းဆိုပြထားတယ်အဲဆိုရင်ကာရေကအချီဘံအိုရှိတယ်ပြန်ဖြင့်အချီဘံပြန်ထည့်ရမယ် အဲရတာအရှိဆုံးဆိုပြီးတော့ဖြည့်စီခြင်းလားဟုတ်လားနောက်တစ်ခု suppose တဲ့အာကစားတွေထဲမှာနာနီကဘာကအချိပန်အမောရှိတော်ရည်စကားစိတ်ဝင်စားဖို့အကောင်းဆုံးလေဒါဆိုရင်စကားကအချိပန်အမောရှိတော်ရည်စအချိနန်ဒေတနဲ့မှာအစ်စကားဒါနဲ့အစ်စနဲ့ဖြစ်မယ်အစ်စအစ်စနဲ့မြင်အစ်စဘဲချင်းကအချိပန်အချိရည်စကားအပူဆုံးလေ ဒါဆိုရင်ဟာချီကစကရှစ်လပိုင်းကအချီပန်အာစီဒက်စ်အပူဆုံးမယ်။ခါဇုခုဒဲမိသားစုထဲမှာဘသူကဆိုတော့ဒရဲကအနော်အချီပန်ဥတာကဂျိုစုဒက်စ်ကဘသူကတချင်းဆိုတော့ဆုံးလေ။ဒါဆိုရင်ဟာဟာကအချီပန်ဥတာကဂျိုစုဒက်စ်ရမလားအမေကအတော်ဆုံးစူပါတဲ့နော်စူပါတွေထဲမှာနော် အဲဘာဖြစ်မလဲဒိုခိုကဒါမောနာနီကဘဲစူပါကအီချီဘန်ယာဆူရီဒက်စ်ကဈေးအချိုဆုံးလဲဒါဆိုလို့ရှိရင် ABC Store ကအီချီဘန်ယာဆူအီဒက်စ်ဒီလိုလေးခလောက်အမှလဲဖြည့်ရမယ်နော်အဲ့တော့ဒါကအမကအတူတူလိုက်ဖြည့်ပေးတာကလေးတို့ကကိုဘတာကိုတစ်ခေါက်ပြန်လေးချင်မယ်နှုတ်နဲ့ပြီးရင်ချရေးပါမယ်နော်ကဲဒါဆိုအားလုံးပဲအဆင်ပြေကြပါစေရှင်